်ပါပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမိုးကုန်းမြို့ကနေပြန်လည်ဆုတ်ခွာသွားတဲ့ TNL တပ်တွေရဲ့နေရာကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်ပြီးတော့နေရာယူလိုက်တယ်လို့မြေပြင်တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကနေသိရပါတယ်မန္တလေးမိုးကုတ်မိုးမိတ်နဲ့တပိတ်ချင်းမြို့နယ်တွေမှာတော်လန်ရေးတပ်ဖွဲ့တွေ6လကြာစစ်ဆင်ရေးဖော်ဆောင်နေတာဖြစ်ပြီး တအန်းလွမြောက်ရေးတက်မတော် DNL ကတရုတ်ရဲ့ဂျားဝယ်ညှိနှိုင်းပေးမှုကြောင့်စစ်ကောင်စီတပ်နဲ့အပြစ်ခတ်ရက်ဆဲပြီးမိုးကုတ်ကနေပြန်လည်ဆုတ်ခွာပေးလိုက်တာပါလက်ရှိမှာတော့မိုးကုတ်ပြူဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမှတ်1222တက်ရင် try ပြူဟာမြင်းကြံ black tiger တက်ရင်နဲ့မန္တလေးမိုးကုတ်တပိတ်ချင်းမြို့နယ်တွေမှာစစ်ရေးတာဝန်ထမ်းဆောင်နေတဲ့တော်လန်ရေးတက်ရင်တပ်ဖွဲ့တွေက နေရာယူထားရလို့သိရပါဗျာ မိုးကုတ်မြို့ကာကွယ်ရေးအတွက်တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့အကောင်ဆုံးကြိုးပမ်းသွားမယ်လို့မြင်းကြံ Black Tiger တော်လှန်ရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောပါရယ်တရုတ်ရဲ့ဖိအားဖြင့်လူတို့ရဲ့အသက်အိုးအိမ်ကိုငဲ့ညာတဲ့အနေနဲ့မိုးမိတ်နဲ့မိုးကုတ်မြို့ကိုလက်လွတ်ပြီးအပြစ်ခတ်ရက်စဲဖို့ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်လို့တန်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကပြောဆိုထားပါရှင် မန္တလေးမြို့ပြည်ကြီးတကုံမြို့နယ်ငွေတော်ကြီးကုန်းရက်ွက်မှာရှိတဲ့နေအိမ်အလုံး300ကျော်ကိုအော်တိုဘာလ30ရက်နေ့ကစစ်ကောင်စီနဲ့အုပ်ချုပ်ရေးအဖွဲ့တွေကဘူဒိုဇာတွေနဲ့ထိုးပြက်ခဲ့တာကြောင့်နေထိုင်သူတွေနေစရာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ကြောင်တက်နေတဲ့ကလေးငယ်တွေနဲ့ကျန်းမာရေးမကောင်းတဲ့တက်ကြီးရွယ်ဦးတွေရှိတာကြောင့်ခဏဆောင်ဆိုင်ပေးဖို့မန္တလေးတိုင်းအစိုးရကိုစတင်ခဲ့ပေမဲ့စစ်ကောင်စီတက်နဲ့စီပင်တွေကမနေ့ကစတင်ပြီးတော့ဘူဒိုဇာတွေနဲ့ထိုးပြက်ခဲ့တယ်လို့အိမ်ဖြတ်ခံရသူတို့က DVV ကိုပြောပါတယ်။ ငွေတော်ကြီးကုန်းရက်ကွက်အကွက်အမှတ်156ကကြီး156ခခွေနဲ့936ကကြီးမှာနေထိုင်တဲ့အင်ဂျီ300ကျော်ကိုအော်တိုဘာလ6ရက်နေ့နောက်ဆုံးထားပြီးတော့ဖြတ်ဖို့အတွက်အုပ်ချုပ်ရေးအဖွဲ့တွေကစာပို့ခဲ့တယ်လို့အိမ်ဖြတ်ခံရတဲ့နောက်တဲ့တယောက်ကလည်း DVB ကိုပြောပါဗျ။အခုအိမ်ဖြတ်နေတဲ့နေရာရဲ့ပေါက်ဈေးရဆိုရင်တော့မြေကွက်တကွက်ကိုသိန်းထောင်တောင်းချီပြီးတော့တန်တဲ့အတွက်ငွေကြေးချမ်းသာတဲ့သူတွေလိုချင်တဲ့နေရာမျိုးဖြစ်တယ်လို့အိမ်ဖြတ်ခံလိုက်ရသူနောက်ထပ်တစ်ယောက်ကပြောပါရယ် 2024ခုနှစ်စက်တင်ဘာလကငွေတော်ကြီးကုန်းရက်ွက်ကိုမန္တလေးကလုပ်ငန်းရှင်တထေတူရောက်လာပြီးတဲ့နောက်ဒီဇင်ဘာလကုန်ပိုင်းမှာနေအိမ်တွေဖြတ်ဖို့မြို့နယ်စီပင်ကစတင်စီစဉ်ခဲ့တယ်လို့အိမ်ဖြတ်ခံရသူတွေစီကနေသိရပါတယ်ရှင်။အနာသိစတက်ကဥဆောင်ပြီးတော့ကောက်ယူခဲ့တဲ့2024ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရာတကောင်စီရင်ပြည်တော်စုအစီရင်ခံစာကို တနစ်ကျော်အကြာမှာထုတ်ပြန်ထားပါဗျ အဲ့ဒီတကောင်စင်းရလက်တွေကယုံကြည်စိတ်ချရပါမလားဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မြတ်သစင်ကစူးစီးတင်ဆက်ထားပါတယ်ရှင်အဲ့ဒီတော့ကြီးမခင်ဗျာကျွန်တော်ရှိပါဆိုခဲ့တဲ့အတိုင်းအာနာသိန်းစစ်ခေါင်းဆောင်ကဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မဲ့ရွေးကောက်ပွဲအောင်မြင်ရေးအတွက်မဲဆန္ဒရှင်စီရင်ပြည်ဆောင်မှန်ကန်မှုလုပ်တဲ့အခါမှာဒီတကောင်စင်းကထွက်လာတဲ့လူကြီးကိန်းကနဲအချက်လက်တွေကအထောက်ကူပြုတယ်လို့2024ခုနှစ်တကောင်စင်းစီရင်ခန်းစာထုတ်ပြန်ခြင်းအခမ်းအနားမှာပြောဆိုခဲ့ပါတယ် စစ်ကောင်းဆောင်ကဒီလိုပြောဆိုခဲ့ပေမဲ့ဒီတကောင်စင်းကထွက်လာတဲ့လူကြီးကိန်းကနတ်အချက်လက်တွေမှာကမန်းလူကြီးတွေပါဝင်နေပြီးတကောင်စင်းကောက်တုံးကတချို့နေရာတွေမှာဟန်ပြလောက်ပဲကောက်ခဲ့တာတွေရှိတာကြောင့်ဘလို့မှမှန်ကန်မှုရှိမှာမဟုတ်ဘူးလို့အိန္ဒိယမြန်မာရေးလေလာဆောင်ကြည့်တဲ့ India for မြန်မာအဖွဲ့တည်ထောင်သူစလိုင်းဒူခါကဆိုပါတယ်စီကောမရှင်ကတဲ့တကောင်စင်းတွေ လိုက်ကောက်တယ်ဆိုရဲဟန်ပြပုံစံမျိုးလိုက်ကောက်တဲ့ရက်ကွဲမှာတချို့ကောက်တဲ့ဟာရှိတာပေါ့နော်ကြံတိုင်းဟာကတော့အရင်ကစင်းစရာဟောင်းတွေကိုပဲပြန်ပြုံးမှာကိုကားတယ်လို့ကျွန်တော်တို့တည်ထားရတယ်ဆိုတော့ဒီအထူးသဖြင့်ကျွန်တော်တို့နင်းနီးဆက်တဲ့ချင်းပြည်မျိုးကြီးဟာမျိုးမှာဆိုတင်တဲ့တင်စင်းတကောင်စင်းကောက်နေပြီဟာမရှိဘူးတချို့မှာတချို့နေရာမှာကောက်တလို့လိုမျိုးဟန်ပြရဲအဲ့ဒီဟာမျိုးကောက်တဲ့ဟာမျိုးဆိုရင်လည်း တော်လာခြင်းအားစုတွေကတတိပေးတဲ့ခါဆိုတော့တကောင်းကောင်းမွန်မွန်မကောက်နိုင်တဲ့ဟာတွေရှိခဲ့တာပေါ့နော်ဒါနဲ့အမ်စင်းထွက်လာတော့လေကောက်တလူလူမျိုးနဲ့စင်းကိုကောက်ထုတ်လိုက်တဲ့ဟာမျိုးဖြစ်နေတဲ့ခါကျတော့ဒါဟိုသူတို့စင်းကောက်ခံမှုနဲ့ပတ်တယ်နော်ဘယ်တော့မှပန်ကံမှုရှိမှာမဟုတ်ဘူးဆိုတာကအထင်သာမြင်သာရှိတယ်မြန်မာနိုင်ငံမှာမြို့နယ်ပေါင်း330ရှိတဲ့အထက်သကောင်စင်းအပြည့်ဝကောက်ယူနိုင်ခဲ့တာက152မြို့နယ်ပဲရှိပါတယ် ။ဒစိတ်တပိုင်းကောက်နိုင်တဲ့မြို့နယ်က120ရှိပြီးလုံးဝမကောက်နိုင်တဲ့မြို့နယ်ကတော့58မြို့နယ်ရှိပါတယ်။ဒါပေမဲ့အခုအစည်းအဝေးခန်းစာနဲ့အရင်ထုတ်ပြန်ခဲ့တဲ့ရှေ့ပြေးအစည်းအဝေးခန်းစာရဲ့နောက်ဆက်တွဲဇာတ်ပါအချက်လက်တွေကိုတိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါအပြေဝကောက်နိုင်တဲ့မြို့နယ်က145မြို့နယ်ဒစိတပိုင်းကောက်နိုင်တဲ့မြို့နယ်က123မြို့နယ်နဲ့လုံးဝမကောက်နိုင်တဲ့မြို့နယ်က62မြို့နယ်ရှိနေတာကိုတွေ့ရပါတယ် ပြည်လုံးချုပ်မကောက်ယူနိုင်တာကြောင့်လူရည်စီရင်ကိုထုတ်ပြန်ရမှာခမန်းချက်တွေပါဝင်လာရပြီးလူရည်တန်း20နီးပါးဟာခမန်းလူရည်တွေဖြစ်လာပါတယ်။အဲ့ဒီလိုလိုအပ်ချက်တွေရှိခဲ့တဲ့တကောင်စီရင်ကောက်ယူမှုကိုအခြေခံတဲ့ဆိုရဲစစ်ကော်မရှင်ရဲ့မဲစီရင်ကရောစစ်ကောင်းဆောင်ပြောသလိုပြည်စုံမှန်ကန်နေပါရဲ့လား။ပြီးခဲ့တဲ့လပိုင်းကမှစစ်တပ်ကြောထောက်နောက်ခံပါတီဖြစ်တဲ့ကြန့်ခိုင်ရေးပါတီက လူသိများတဲ့ကိုစလဲတယောက်ဖြစ်တဲ့ဘူးလက်လှဆွေကိုတိုင်းမဲစင်းမှားတဲ့ကိစ္စအဝေဖန်ခဲ့ပါသေးတယ်။ဒါအပြင်တကောင်စင်းရဲ့ကောက်ယူနိုင်မှုအခြေအနေနဲ့လွှမ်းခြုံနိုင်မှုအခြေအနေတွေဟာတိကျမှုမရှိတာကို တွေ့ရတယ်လို့စစ်ကောင်းဆောင်ပြောတဲ့မဲဆန္ဒရှင်စင်းရင်ပြည်စုံမှန်ကန်မှုလုပ်တဲ့အခါမှာဒီတကောင်စင်းကထွက်လာတဲ့လူရဲ့ကိန်းခဏအချက်လက်တွေက အထောက်အကူပြုတယ်ဆိုတဲ့ပြောဆိုချက်ဟာလဲလွဲမှားနေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေးလာသူတယောက်ကဆိုပါတယ်။တကောင်ဆင်းရမဲဆင်းနဲ့တရိတ်တော့မဆိုင်ဘူး။တကောင်ဆင်းဆိုအဓိကတော့မဲဆင်းနာနဲ့ယူခွဲဝေတမှတ်ဖို့အတွက်ကိုအဓိကတုံးရတဲ့စည်ရင်းမျိုးဖြစ်တယ်ပေါ့နော်။တကောင်ဆင်းကောက်တာကြောင့်မဲဆင်းမှန်လာမှုလို့ပြောတဲ့ကိစ္စလည်းဒီလိုမျိုးရွေးကောက်ပွဲဆင်းနဲ့ကိုနားမလည်လို့ပြောရရောက်ပါတယ်။ဆိုတော့အဲ့လိုမျိုးပဲပြောခဲ့ကြတာပဲပေါ့နော်။ဆိုတော့စစ်ကောင်ဆောင်ခုတိုင်းတော့ဆိုတော့ဒါကြောင့်မလို့တကောင်ဆင်းကောက်ပေမဲ့တကောင်ဆင်းကလည်းနိုင်ငံနှံကောက်နိုင်တဲ့အရာမျိုးဟုတ်ခဲ့ဘူး။တကောင်ဆင်းကလည်းနိုင်ငံနှံမကောက်နိုင်တဲ့လို့ ့စတိုးပြီးတော့ရေကောက်ဝယ်ဆက်လုပ်တယ်ပေါ့နော်ဆက်လုပ်တော့လေမဲဆင်းကိုလည်းသူတို့မှန်အောင်လုပ်နိုင်မယ်မထင်ဘူးပေါ့နော်ဘာသာသားများအဖွဲ့ချုပ်ကသတင်းနဲ့ပြန်ကြားရေးကော်မတီဝင်မခင်နီကတော့စစ်ကောင်းဆောင်ရဲ့ပြောဆိုမှုကိုအာရုံထားနေစရာမလိုဘူးလို့ဆိုပါတယ်ကျမတို့အနေနဲ့ကတော့ဒီသကောင်စင်းစတန်လို့မဲဆင်းတို့ဒါတွေကအမှန်မှန်ဆိုတာကစာအာရုံထားနေစရာမလိုဘူးလို့အယူဆပါတယ်စစ်ဆိုးရကတော့တယောက်ပဲမဲထက်ချက် ဟုတ်သူနိုင်ပါပဲနှစ်ယောက်မဲထဲလည်းနိုင်ပါပဲဘယ်နှစ်ယောက်ပဲရှိရှိဘယ်နှစ်ယောက်ပဲမဲထဲထဲဘသူပေါပါမပါပါ အာလုံးသူ့စုစင်တိုင်းသူသားကြီးရအောင်လုပ်ပါပဲအနောက်ဆုံးပြည်သူတွေကမဲထဲရတယ်ဆိုတော့အခုကလူတို့ကသူကသက်နှစ်ထောက်ပြီးမဲထဲခိုင်းနေတဲ့အချိန်နေလူတို့ကကြောက်လို့မဲထဲရတဲ့အချိန်နေ2024တကောင်စင်းစီရင်ခန်းစာအရာမြန်မာနိုင်ငံရဲ့လူဦးရေ စုစုပေါင်းက51.4%ဖြစ်ပြီးနိုင်ငံရဲ့လူဦးရေက ဆယ်စုနှစ်တွေအတွင်းပထမဆုံးအကြိမ်အဖြစ်ရောကြနေတယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်။လူကြီးရောကြလာတဲ့အကြောင်းရင်းမှာမွေးဖွားနှုန်းကျစင်တာရွှေပြောင်းသွားလာမှုမြင့်မားလာခြင်းတို့ကြောင့်ဖြစ်တယ်လို့လည်းဆိုပါတယ်။တကောင်စီရင်ချက်လက်တွေအရမြန်မာနိုင်ငံသားတသန်းကျော်ဟာ ပြည်ပနိုင်ငံတွေမှာရောက်ရှိနေတယ်လို့သိရပြီးလက်တွေမှာဒီထက်ပိုများနိုင်တယ်လို့လည်းဆိုပါတယ်။ကျမမြတ်သင်စင်ပါရှင်။ဒီ VV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီမှာကတော့ဝန်ဒီပါ